ဗမာတယ်လီဗေးရှင်းပရိသတ်များမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တန့်ရမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါအောင်ရှင်နောက်ချုံမျိုးစာတင်တိုင်းစစ်ကောင်စီလေးကြောင့်တိုက်ခိုက်မှုတန်ခါ6ပါပါဝင်ကိုဦးတည်ဆောင်တန်ခါတော်များအပါအဝင်16ဦးတရားရဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် စံပြည်နယ်များပိုင်းနောက်ထုံမြို့နယ်စီစေဝေးဆောင်များတင်ဆောင်ခေလုံးနေသည့်စာတင်တိုက်အောင်စစ်ကောင်စီကပုံစံတိုက်ခတ်မှုအတွင်တန်ငါ၆ပါးပါဝင်စုစုပေါင်း၉ဦးတင်ဆောင်ခဲ့ကြောင်းတောင်းတမတော်တည်ရလန်လီကဇနီမလာ၁၈ရက်နေ့မှာထုတ်ပြန်ပါတယ်။နောက်ထုံမြို့စင်ရတနာပတိရတိစာတင်တိုက်အောင်ဇမလီညနေ၅နာရီခွဲအချိန်မှာစစ်ကောင်စီတပ်မှဂျက်ဖိုင်တာဖြင့်ပေါင်၂50ဖုံလေးလုံးနဲ့စစ်တပ်များလာရောက်ပုံစံပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တည်ရလန်လီကအတည်ပြုပါတယ်။ ဘုံချာရပောက်ကွဲမှုကြောင့်စာတင်တန်းအတွင်ရှိရဟန်းနှစ်ပါးတာမဏီလေးပါးအမျိုးသားတအူနဲ့အမျိုးသမီးနှစ်ဦးအပါအဝင်စုစုပေါင်း9ဦးပုံစံထိမှန်ပြီးတည်ဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ဒါအပြင်တန်ဃာတော်73မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ပြည်သူလေးဦးဒဏ်ရာရရှိခဲ့ပြီးပြည်သူလူထုနေအိမ်နဲ့တောင်းဆောင်အများပြားလေးပုံကြောင့်ထိမှန်ပျက်စီးခဲ့တယ်လို့ထပ်မံအသိပေးထားပါတယ်။စစ်ကောင်စီတပ်၏ပုံကျဲချမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာများအောင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLL တပ်ဖွဲ့ဤတာဝန်ရှိသူများနှင့်ပြည်သူများကဝိုင်းဝန်းပြီးစေကူတရရန်ပို့ဆောင်ပေးခဲ့တယ်လို့အသိပေးပါတယ်။ စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရဲသားများအောင်ရည်ရွယ်ချက်ရှိရှိဥတီပုံချက်တိုက်ခိုက်နေပါသည်ဟုတရားလန်လေးကဆိုပါတယ်။ဒါကြောင့်မိဘပြည်သူများအနေဖြင့်စစ်ကောင်စီပုံချက်တိုက်ခိုက်မှုများဆောင်ရှားနိုင်ရန်စီရေးတရီအမျိုးစီရလိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနေလမ်းများလိုင်းနာဆောင်ရွက်ရန်တိုက်တွန်းထားပါတယ်။တရားရဟာတွေကအစံများတဲ့အခုမျိုးပေါ်မှာစနေဖို့အတော်စဉ်းစားရမယ်။ အားလုံးကအတော်ကြောင်းလန့်နေကြတာငါဘက်လည်းအိတ်မပြောကြတော့ဘူးလို့နောင်ချုံမျိုးကန်တူကပြောပါတယ်။နောင်ချုံမျိုးနယ်စီအုံမတီလန်ကွဲနေရနဲ့တောင်ကန်းကြီးရွာတို့မှာစက်ကောင်စီတပ်နဲ့တောင်တပ်မတော်တရနယ်လင်းပူပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေပြီးမြို့ပေါ်မှာစီးရဲလှဆောင်မှုမရှိကြောင်းဒေသခံများကပြောပါတယ်။ စစ်ကောင်စီကမလာ၁၄ရက်နေ့ညနေကလေးမန္တလေးတန်းစင်ကူမြို့နယ်လက်ပံလာကျွာလေးကျောင်းတိုက်ခတ်မှုကြောင့်ကလေး၆ဦးအပါအဝင်ပြည်သူ၂၈ဦးသေဆုံးပြီး၃၈ဦးဒဏ်ရာရရှိခဲ့ပါတယ်။နောင်ချိုမြို့နယ်မှာအမြောက်တပ်များရှိတဲ့တောင်ခန်းနယ်ပြည်ဦးလွင်မြို့နယ်အဆက်အုံမတိကျွာအနီးမှာတိုက်ပွဲများဖြစ်ပွားနေကြောင်းမြေပစ္စည်းတော်လှန်ရေးရဲဘော်တအူကပြောပါတယ်။ မလာ၁၄ရက်နေ့နဲ့မလာ၁၅ရက်နေ့မှာပြည်ဦးလင်မြို့နယ်အစပ်နောင်ချုံမြို့နယ်အုံမတီနယ်ကံကောရွာအနီးမှာလည်းတိုက်ပွဲဖြစ်ပွားနေပါတယ်။မလာ၁၄ရက်နေ့ကအုံမတီကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီကဓာတ်ပုံအတုံးပြုပြီးလေကြောင်းမတိုက်ခိုက်၍တော်လရင်ရဲဘော်အချို့မူးဝေအော်အံမှုဖြစ်ခဲ့တယ်လို့မြေပြင်ရှင်တော်လရင်ရဲဘော်တဦးကပြောပါတယ်။ဒါအပြင်မလ15ရက်နေ့မှာလေအုံမဏီကျေးရွာလမ်းဆောင်အနီးမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံများကပြောပါတယ်ရှင်။ စတလန်ပင်အင်မမျိုးတမချောက်ချောက်မှာပေါ်တာဆွဲဖန်စီထားတဲ့လူငယ်နှစ်ဦးနဲ့နတ်တလင်းမှပြူစောတိတအူတို့အလင်းဝင်ပြီးနောက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်ရန်တော်လန်ရဲတပ်ဖွဲ့ထံဝင်ရောက်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတိုင်းအင်မမျိုးတမချောက်ချောက်အတွင်ပေါ်တာဆွဲဖန်စီထားတဲ့လူငယ်နှစ်ဦးနဲ့နတ်တလင်းမျိုးနယ်မှပြူစောတိတအူအလင်းဝင်ရောက်ခဲ့ကြောင်းတာယာဝတိခရိုင်တယင်း၃၃ညတဲ့တခွဲတုံးနတ်စိတ္တီတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ မလ15ရက်နေ့မှာအင်မာမြို့အခြေဆိုင်တမချာချာအတွင်အတင်အဓမ္မပေါ်သားဆွဲဖန်စီပြီးထိန်းသိမ်းခံထားရသည့်လူငယ်2ဦးသည်တော်လန်ရီတပ်ဖွဲ့များလမ်းဆက်တွေ့လာတာကြောင့်နက်စစ်တီတပ်ဖွဲ့နှင့်ရွှေတော်ပကဖတပ်ဖွဲ့မှတော်လန်ရီရဲဘော်များကတွားရောက်ကယ်ထုတ်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါစူဆောင်ခံရသူ၂ဦးတင်ပြည်မျိုးမှာနေထိုင်သူများဖြစ်ပြီးရွှေတော်ပါကပါတံဝင်းရောက်ကအကြမ်းမဲ့စစ်တပ်ကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ဒါအပြင်မလ15ရက်နေ့နှစ်တလင်းမြို့နယ်ပြေးပုံရွာမှပြစတဲ့တအူတင်ဆဲဝမ်စစ်သူကြီးများယူဆောင်လာပြီးတရင်300ရာသိတက်ခွဲ3နက်စစ်တီတက်ခွဲထံအလင်းဝင်ရောက်ခဲ့ကြောင်းအဆိုပါပြစတဲ့တီလည်းတော်လန်ရင်တက်ခွဲထံသို့ဝင်ရောက်ပြီးအကြမ်းမဲ့စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ပြစောတိတအူနဲ့ပေါ်သာဆွဲဖက်စိတ်ခံရသူနှစ်ဦးအလင်းဝင်လာတာပါသူတို့တွေအကုန်လုံးကစစ်တပ်ကိုပြန်လဲတိုက်ခိုက်ဖို့ တော်လန်ရဲ့တပ်ဖွဲ့တွေစီဝင်မယ်လို့ပြောပါတယ်။လက်ရှိချိန်မှာတော့သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်လို့တာယာဝတီခရိုင်တရင်383တေတပ်ခွဲ3နက်စစ်တီတပ်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ်ရှင်။ဆလပင်ဝမ်းနေမျိုးနယ်လေးကျောင်းရံကောက်ွက်ရဲတပ်မတက်ချက်တအူနေခလရ935တန်ရဲမစစ်မှုထံတပ်သားတင်းနှစ်ဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မန္တလေးတန်းဝန်တွင်းမြို့နယ်လေချောင်းရံကာကွယ်ရေးတပ်မှတက်ချက်တအူနှင့်ခလရ253တန်ရံမှစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးလက်နက်ခဲယံများနဲ့အတူအလင်းဝင်လာကြောင်းတရအူးမြို့နယ်ပါကဖာမတာဝန်ရှိသူကပြောကြားပါသည်။မလ73ရက်နေ့ဝန်တွင်းမြို့နယ်လေချောင်းရံကာကွယ်ရေးတပ်အမှတ်1392ခုမိုင်းမော်မှတက်ချက်အောင်မှုသည် အမျိုးသားညွညွရဲ့အစိုးရအမတ်တစ်စစ်တေတာကြောက်စဲခရိုင်တရဦးမျိုးနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရဦးပကဖထံသို့ဆက်တွဲကံ MA1 အမျိုးသားတနတ်တလန် G162 တာဘုံဒီနှလုံးနေမိုင်းတလုံး G3 G10 တာ MA1 G ပေါင်း၃ပေါင်းတို့နဲ့တကွာအလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရပါသည် တူအတူစလင်းမျိုးနဲ့အခြေဆိုင်ခလရ253တန်ရင်မှာစစ်မှုထံတပ်သားတဲအောင်ကျော်နဲ့ဖြားကြီးတို့ဒီလိန်စစ်ကောင်စီတပ်မှကိုလိုရုံးထွက်ပြေးလာပြီးတရအုပ်မျိုးနဲ့ပကဖပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။လန်ဒန်နဲ့တကွာအလင်းဝင်လာတဲ့တက်ကြွကိုတော့ကွန်ပျူတာ25သိန်းနဲ့ တသား2ဦးကိုတော့ကွန်ပျူငွေနဲ့တင်ခွဲစီချင်းမြင့်ထားပါတယ်။ဒါကတော့ကျွန်တော်တို့အဖွဲ့ကတက်နိုင်တလောင်ချင်းမြင့်ထားတဲ့တဘောပါ။ခရိုင်တိုင်းအစင်းစင်းကလည်းသူတို့အတွက်ချင်းမြင့်ငွေနဲ့ထပ်ပြီးကွန်ပျူအောင်မှာပါ။တသားအောင်ကျော်က2024ခုနှစ်စွန်လမှာအလောက်ကနေအပြန်ပေါ်တာဆွဲခံရတာဖြစ်ပြီးတသားဖြားကြီးကတော့2024ခုနှစ်မေလမှာအလောက်ကိုအတွက်မနက်ခင်းမှာပေါ်တာဆွဲဖန်ဆီးခံရတာလို့သိရပါတယ်ဟုတရအုံမြို့နယ်ပါကဖားမှာတာဝန်ရှိသူကပြောကြားပါတယ်။ ထို့သောအလင်းဝင်ရောက်လာသည့်စစ်ကောင်စီတပ်သား၃ဦးကိုတရက်ဦးမျိုးနှင့်ပြည်သူ့ကောင်ဝေးရတပ်ဖွဲ့တရက်ဦးပကဖကောင်၍တွဲစာချုပ်ဆိုခဲ့ပြီးထိုင်းနေတော်ချင်းမြင့်ငွေများပီအက်ကောင်၎င်းတို့၏ဆန္ဒအတိုင်းလွတ်မြောက်နေမည်များသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်ပြည်သူကမျက်နှာမူပြီးအတဏဆောင်ရုံထွက်ခဲ့ကြပါပြည်သူတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်သူရင်ဝင်ကအမြင့်ကျိုးစိုးလျက်ရှိပါတယ်အမားကိုအချိန်မီသိပြီးအမှန်ကိုရအောင်အမြန်ဆုံးစ조사ပြင်ဆင်ကြဖို့ပြောကြပါတယ် မြေပြင်ကစစ်သားတွေကပြည်သူမျက်နှာကိုရှေ့ရှုပြီးပြည်သူသစ္စာကိုစောင့်ပြီးမင်းနားလေကြမယ်ဆိုရင်စစ်ကောင်စီရဲ့အထက်ဆင်ဆင်ကဘလို့ညှို့ကြားချက်တွေပေးနေပေးနေပြည်သူတွေအခုလိုဒုက္ခရောက်မှာမဟုတ်ဘူးအခုတော့စစ်ကောင်စီဘက်မှအထက်ကခိုင်းတယ်လို့လုံးရတာဆိုပြီးစစ်တမ်းမြေပြင်ကစစ်သားတွေကပြည်သူအပေါ်ဆေးရဆုံမှုတွေကျွလွန်နေကြတယ် ဒါကြောင့်အမိန်ပေးသူရောကျူးလွန်သူရောတစ်ချိန်မှာကျူးလွန်ခဲ့တဲ့များအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်တွေခံကြရမှာပါကိုယ်တိုင်ဆန္ဒမပါဘဲအမိန်အရာလုံနေရတာပါဆိုတဲ့စကားထက်စူးစမ်းရုံထွက်ပြီးပြည်သူရင်ခွင်ကိုခေါ်လွန်လာခြင်းကသာပိုပြီးတမိုးရှိပါလိမ့်မယ်လို့တရဦးမျိုးနယ်ပြည်သူ့ကော်မတီအဖွဲ့ပါကဖာမှတာဝန်ရှိသူကပြောကြားပါတယ်ရှင်ကျမရဲ့တရင်အစမှုကိုဒီမှာရင်ဇနာကျမရင်ဆွေလန်းချမ်းမြေကြပါစေရှင်